အားလုံးမင်္ဂလာပါစေဝါကျွမ်းကျင်အကူတင်တဲ့ online course လေးကနေကြိုဆိုပါရစေကျွန်တော်နာမည်ကတောက်သာတီဟာပါဒီ online course လေးက YouTube ပေါ်မှာ free ကြည့်လို့ရမယ့် course တစ်ခုဖြစ်ပါတယ်အဲဒီ course လေးကဘယ်လိုတွေအတွက်အဆင်ပြေလဲဆိုတော့ physical class ပေါ့နော်တက်ရမယ်အစမပြေတဲ့လူတွေအတွက်ဒါမှမဟုတ်လို့ရှင်လည်းအဝေးရောက်နေလို့တက်ဖို့အတွက်ခက်ခဲနေတဲ့လူတွေအတွက်ဆိုလို့ရှင်ဒီ course လေးကအဆင်ပြေမှာဖြစ်ပါတယ် ်ဒီ course လေးမှာဘာလေးပြောသွားမှာလဲဆိုတဲ့ဟာလေးပေါ့နော်အဲ့ဟာလေးကိုတစ်ချက်ကြည့်လိုက်ရအောင် course outline အနေနဲ့ဘာလေးပါမလဲဆိုလို့ရှိရင်ပေါ့နော်ဒါလေးကကျွန်တော်ဗီဒီယိုတစ်ခုချင်းစီ လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုတစ်ခုမှာဆိုလို့ရှိရင်တော့ the pharmacology ဆိုတာဘာလဲဆိုတဲ့ဟာလေးရယ်ပြီးလို့ရှိရင် drug ရဲ့ users လေးတွေကိုပြောပြသွားမယ်နောက်တဲ့ဗီဒီယိုတစ်ခုမှာဆိုရင် ဆရာတို့ကဒီ dress administration ဘယ်လိုမျိုးခန္ဓာကိုယ်တွေကိုစီးတွေရောက်အောင် လုပ်လို့ရတယ်ဆိုတော့လမ်းကြောင်းလေးတွေရယ်ပြီးလို့ရှိရင်နောက်တဲ့တစ်ခုကနောက်တဲ့ဗီဒီယိုတစ်ခုကကြတော့ဒီ drug effect လေးတွေပေါ့နော်အာဒီ therapeutic effect ရှိမယ် side effect ရှိမယ်ပေါ့နော် therapeutic effect ဆိုလို့ရှိရင်တော့ဒီဆေးကတုံးလိုက်တဲ့ချိန်မှာဒီဆေးကိုရကျင်တဲ့ effect တစ်ခုရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ side effect side effect ဆိုတာကတော့ဒီဆေးကိုတောက်လိုက်တဲ့အတွက်ကြောင့်မလို့မလိုချင်တဲ့ဆိုးကျိုးတွေရလာတဲ့ဟာလေးတွေကိုပြောပြသွားမှာဖြစ်ပါတယ်နောက်တစ် video တစ်ခုကကျတော့ဘာဖြစ်မလဲဆိုရင် medical abbreviation တွေပေါ့နော်ဆေးစာအုပ်ထဲမှာဆရာဝန်တွေကဘယ်ဆေးကို တော့ဖြင့်တရက်ကိုဘယ်နှကြိမ်တောင်းအောင်လဲဆိုတဲ့ဟာမျိုးပေါ့နော်၄ကြိမ်လား၄ကြိမ်လား၃ကြိမ်လား၄ကြိမ်လားအဲဒီလိုမျိုးဒီလိုမျိုးလေးတွေကိုရေးထားတာမျိုးရှိမယ်မနေ့တောင်းအောင်လားညတောင်းအောင်လားနော်ဘယ်ချိန်တောင်းအောင်လဲဆိုတဲ့ဟာလေးတွေကစာရေးထားတဲ့အတူကောက်လေးတွေကိုပေါ့နော်အဲဟာလေးတွေကိုကြံမှန်ရမယ်အပိုင်းလေးရှိပါတယ်အဲ့တော့ဒီဒီဗီဒီယိုလေးတွေကိုဆရာ playlist လေးတစ်ခုလုပ်ပြီးတော့မှာပေါ့နော်အဲ YouTube ပေါ်မှာ တင်သွားပြီးမှဖြစ်ပါတယ် playlist ထဲမှာရှိတဲ့ဗီဒီယိုသဘောက်ချင်းစီကိုတခြားလေးကြည့်ပြီးတော့သင်ယူလို့ရမှာဖြစ်ပါတယ်အဲ့တော့နားမလည်ရှိရင်မရှင်းတာရှိလို့ရှိရင်လည်း comment မှာလာပြီးတော့မေးလို့ရပါတယ်ပြီးတော့ဒီ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe button လေးနှိပ်ခဲ့ပေးဦးเนาะโอเคနောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ပါမယ်